မင်္ဂလာပါညီကိုတို့ Not Today Football Official Page ကနေကြိုဆိုပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ Sweden နဲ့ Kosovo တို့ရဲ့ပွဲကိုပွဲချုပ်ခံမှန်းပြုလုပ်ပြီးသားမဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ် မနေ့ကရလကတော့ကျွန်တော်တို့ဒိမတ်5ပေါ်ခံမှန်းခဲ့တဲ့အတိုင်းပဲအဆင်ပြေခဲ့တယ်အနိုင်ရခဲ့တယ်ပြီးတော့ရင်ကျွန်တော်အော်တိုဘာ10ရက်နေ့ကတင်ခဲ့တဲ့3ရက်တွဲပြီးတော့ဆော့ထားတဲ့ online ၂ဆမောင်းလည်းအနိုင်ရခဲ့ပါတယ်ဆိုတော့ဒီ YouTube မှာတင်ထားတဲ့ဘောလုံး online ၂ဆမောင်းကကျွန်တော်9ရက်ဖန်တီးရ9ရက်စလုံးအနိုင်ရထားတယ်ဆိုတော့နောက်ထပ်လာမယ့် online ၂ဆမောင်းကဘယ်တော့လာမလဲဆိုတော့ကျွန်တော်အခုနိုင်ငံပွဲတွေကပြီးတော့မှ2ရက်ပဲကျန်တော့ဆိုတော့ကြောင့်မလို့နိုင်ငံပွဲတွေတော့ကျွန်တော်မစော့ကျင်ဘူး အခုလာမယ့်အပတ်စနေတနင်္ဂနွေနေ့လှီပွဲတွေပြန်စမယ့်အချိန်ကျရင်ဘောလုံး online နှဆောင်မောင်းရှိပါမယ်။အဲ့ဒီအတွက်ကျွန်တော်ဖန်တီးမယ့်ဘောလုံး online နှဆောင်မောင်းကိုကြာတာပရိညသို့မဟုတ်တော့ကြာညလောက်ကျွန်တော်ဗီဒီယိုတင်ပေးပါမယ်။အဲ့ဒီကျရင်အားပေးကြပါအောင်။ဗီဒီယိုတင်ပေးပါမယ်။ online အဆမောင်းကနိုင်ဖို့ရက်ကိုင်းတော့ chance တော်တော်လေးများပါတယ်ဒါကြောင့်မလို့ညီကိုတို့အနိုင်ရကျင်နေဆိုရင် online အဆမောင်းကို live search ကြည့်ဖို့ live trend ကြည့်ဖို့ကျွန်တော်ကတော့အကြံပြုပါတယ်ဗိုလ်ချုပ်ကမန်းအစီအစဉ်လေးမစခင်မှာကျွန်တော်စီမှာ 1H နဲ့ပတ်သက်လို့အကောက်ဖွင့်တာ unit အသွင်းထုတ်လုပ်တာတွေလုပ်လို့ရပါတယ်ကို့မှာအကောက်ရှိပြီးသားဆိုရင်လည်းကျွန်တော်စီမှာငွေသွင်းငွေထုတ်ဒါလုပ်လို့ရပါတယ်လက်ရှိကျွန်တော်အခုပြထားတဲ့ Telegram account သို့မဟုတ် Fiber ကိုလာခဲ့ပြီးပါကျွန်တော် 1H နဲ့ပတ်သက်လို့ unit ကိစ္စတွေငွေသွင်းငွေထုတ်အတွက် ကျွန်တော်တယောက်တည်းကိုင်တာဖြစ်တဲ့ customer service လည်းကျွန်တော်ပဲကိုင်ပါတယ်ဒီ Telegram number နဲ့ဒီ Viber number ကိုပဲကျွန်တော်အသုံးပြုပါတယ်ပေါ်လီကြောင်ဆက်လိုက်ရအောင်ဆွီဒင်နဲ့ကိုဆိုဗိုပွဲကမ္ဘာဖလားခြေစစ်ပွဲဆိုတော့ဆွီဒင်အိမ်ကွေးမှာကန်ရမယ်ပောက်ကြီးကဆွီဒင်ကတလုံး80အရှုံးလောက်ပေးထားတယ်ဂိုးပေါင်းကြီးက3လုံး30အနိုင်လောက်ရှိတယ်အရှိမ3ဘွဲစီကန်ပြီးသွားပြီဆွီဒင်အနေနဲ့ရလက်တော်တော်လေးကိုစူးရွားနေတယ် တေးပွဲတပွဲကရှုံးပွဲနှစ်ပွဲရမတ်တမတ်ပဲပိုင်ဆိုင်ပြီးတော့အုပ်စု၄သင်းမှာဟိုးအောင်ဆုံး၄သင်းဆိုတဲ့အနေအမျိုးမှာရက်တည်နေတယ်။ဆိုဖို့ပြန်ကြည့်မယ်ဆိုရင်တော့တပွဲနိုင်တပွဲတည်တပွဲရှုံးဆိုတော့သူရှုံးထားတဲ့အသင်းက ဆွစ်ဇာလန်လိုအသင်းမျိုးကိုရှုံးလာတာဆိုတော့ဒီအဆွေတင်တို့ကိုဆိုဗိုတို့အုပ်စုမှာဆိုရင်ဆွစ်ဇာလန်ကနောက်တစ်ဆင့်ကိုတက်ဖို့တော်တော်လေးကိုအခြေအနေကောင်းနေပြီဘလို့ပဲဖြစ်ဖြစ်နံပါတ်၁ကိုပေးရမယ်အသင်းလို့ပြောလို့ရတယ်ဆွေဒင်အနေနဲ့နောက်တစ်ဆင့်ကိုတက်လန်းခြင်းနဲ့ကမ္ဘာပလားခြေစပွဲအောင်ခြင်းနဲ့ဆိုရင်ဒီလိုပွဲမျိုးကိုမဖြစ်မနေအနိုင်ကံဖို့တော့လိုနေပြီဗျ။အားကြောင့်လဲဆိုတော့ပထမတစ်ချော့ပြီးသွားပြီအဲသူတို့အုပ်စုတင်းကဒါ၄သင်းရှိတာဆိုတော့ကြောင့်မလို့ total ၆ပွဲကံရမယ်ပေါ့လေအရှိ၃ပွဲပြီးသွားပြီ အခုလာဒုတိယတကြောစပြီလို့ပြောလို့ရတယ်အခုလာမယ့်ဒုတိယတကြောမှာဒီလိုပွဲမျိုးမှာသာအမှတ်မယူနိုင်ခဲ့ရင်ဆွီဒင်အနေနဲ့နောက်တစ်ဆင့်တက်ဖို့ဆိုတာကမဖြစ်နိုင်တော့ဘူးပေါ့လေဘာကြောင့်လဲဆိုတော့ဆွစ်ဇာလန်ကလက်ရှိမှာတော်တော်လေးလက်ဖောင်ကောင်းနေရဆိုတော့ကြောင့်မလို့ဆွစ်ဇာလန်ကိုအဆင့်တစ်ကပေးဖို့ပေးရမှာပဲနှစ်သိမ့်မတက်မှာလက်ရှိမှာကဒါလက်မဲ့လွတ်နေတာကအဆင့်နှစ်နေရပဲလွတ်တော့မှာအဆင့်တစ်ကဆွစ်ဇာလန်ကိုပေးလိုက်ရပြီဆိုတော့ကြောင့်မလို့အဆင့်နှစ်နေရကိုရယူချင်တယ်ဆိုရင်ဆွီဒင်အနေနဲ့လက်ကျန်ပွဲတွေကိုမဖြစ်မနေအနိုင်ကံဘူးလူနေရဆိုတဲ့အနေအထားမျိုးဆွီဒင်အနေနဲ့ကမ္ဘာပလာချေစစ်ပွဲမတိုင်ခင်အရှိပြန်ပွဲတွေမှာဒါအင်ကွင်းရလက်တွေကောင်းခဲ့တယ် အာနိုင်ဘောဒီဆက်ခဲ့တဲ့အခြေအနေကောင်းခဲ့ရဆိုပေမဲ့လက်ရှိမှာကမ္ဘာပလားခြေစစ်ပွဲမှာတော့ဆွီဒင်ရဲ့ခြေစွမ်းကတော်တော်လေးကိုအာထိုးကျနေလို့ပြောလို့ရပါဘူးနော်တိုက်စစ်ကလည်းဒါ twin goal က2 goal ပဲရသေးတယ်3 goal ကန်ပြီးအဲ3ပွဲကန်ပြီးရဆိုတဲ့အနေအထားမျိုးကိုဆိုဗိုကိုပြန်ကြည့်မယ်ဆိုရင်တော့ဒါသူ့အနေနဲ့လက်ရှိမှာသူတို့အုပ်စုအတွင်းမှာဖောင်ကောင်းနေတဲ့ဆွစ်ဇာလန်တသင်းလောက်ကိုပဲရှုံးပြီးတော့ဒါဆွီဒင်ကိုလည်းပထမတစ်ချက်မှာအင်ကွင်းမှာ2-0ဆိုပဲရလနဲ့9 ဆလိုဗနီးယားကိုလည်းဒါတည်ခံဆော့ထားနေတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်။ပြည်တွင်ကအကြဘက်ကိုလက်ရှိမှာရောက်နေပြီးတော့ကိုဆိုဗိုအနေနဲ့အတက်ဘက်ကိုရောက်နေတဲ့အသင်းလို့ပြောလို့ရတယ်။ဆိုတော့ပေါက်ကြီးကတော့ဒါတလုံး80ရဲ့အရှုံးတလုံးအရှုံးဆိုတဲ့ကြောင့်မလို့ဆူဒီအနေနဲ့အာနှစ်ကူးပြတ်ဖို့တော့လူတယ်ပေါ့လေကြေးအောင်မယ်ဆိုရင်ကျွန်တော်ကတော့ဘလို့ထင်လဲဆိုတော့အာဆူဒီချေစွမ်းကြနေတာမလို့ဆူဒီဘက်ကနေမှအသွင်းကိုအများကြီးကျွန်တော်မမျော်လင့်ဘူး။အာဒီနေ့ပွဲမှာဆူဒီနိုင်မယ်လို့တော့ထင်တယ်နိုင်မယ်ဆိုတာပွဲရလက်ပေါ့နော်။တကူးလောင်းနေတော့ကတ်နိုင်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ကူးပြတ်ဖို့တော့မမျော်လင့်ဘူး။ချေစွမ်းကြနေရဆိုတော့ကြောင့်မလို့ကိုဆိုဗိုအနေနဲ့ပြန်ကြည့်မယ်ဆို ရင်ဒီနေ့မှသာဒီလိုပွဲမျိုးမှာသူ့အနေနဲ့တည်တမတ်ရရင်လုံးဝရွှေပဲဗျလက်ရှိမှာလည်းဒါအမတ်ကဥဆောင်နေရဆိုတဲ့အတွက်ကြောင့်မလို့ကိုဆိုဗိုအနေနဲ့အဝေးကွင်းကနေကျွန်တော်တွင်ကူမမျော်လင့်ဘူးသူ့အနေနဲ့ခံဆော့မယ်တည်တမတ်တော့ကိုပဲချိုးစားမယ်လို့ကျွန်တော်ကတော့ထင်မြင်မိတယ်ဒါကြောင့်မလို့ဒီနေ့ပွဲမှာဆွီဒင်တပ်ဖက်တွေကပဲတွင်ကူရှိမယ်လို့ကျွန်တော်မြင်မိတယ်ကိုဆိုဗိုအနေနဲ့အဝေးကွင်းလာဆော့ရမှာဆိုတဲ့အတွက်ကြောင့်မလို့တည်တမတ်တွေပဲကံမယ်ပိတ်ဆော့မယ်ဆိုတဲ့အနေထားမျိုးတွေကျွန်တော်ထင်မြင်မိပါတယ်ဒါကြောင့်မလို့ဒီနေ့ပွဲကျွန်တော်အကြိုက်ကတော့ ကိုးအောင်ကြိုက်ပါတယ်ကိုးပေါင်းကြီးကဒါ၃လုံး၁၀အနိုင်ဆိုတော့ထားပါ၃လုံးတည်ယူလို့ပြောလို့ရတယ်တိုတယ်၄ကိုးသွားမှရှုံးမယ်ဆိုတဲ့အနေထားမျိုးတမ်းမလို့ဒီနေ့ပွဲဆွေဒီနဲ့ကိုဆိုဘူးနဲ့ပွဲပွဲကျုပ်ခံမှန်းကျွန်တော်အကြိုက်ကတော့ ကိုအောင်ကြိုက်ပါတယ်ညီကိုရီးရဲ့အထီးမျိုးလည်း comment မှာရေးသွားလို့ရရတယ် comment မှာ Telegram channel link လေးခြားထားပေးပါတယ် Telegram သုံးတဲ့ညီကိုရီးရှိရဆိုရင် Telegram channel လေးတဲ့ကို join နာပေးပါဒီ video လေးကိုလည်း like comment share လေးနဲ့အားပေးပေးပါ share လို့ရတဲ့ Facebook group ရရှိရဆိုရင်လည်း share ပြီးတော့အားပေးပေးပါကျွန်တော်လက်ရှိမှာဒီ view လေးနေနဲ့ကြာနေတာမလို့ view တစ်ထောင်ကျော်တော့ပြန်ဖြစ်အောင်လို့အတွက်ညီကိုရီးရဲ့ like comment share လေးတွေလိုအပ်ပါတယ်လက်ရှိနိုင်ငံပွဲစဉ်ကာလာတွင်းမှာကျွန်တော်ပွဲချုပ်ခံမန်းဆိုပြီးတော့တပွဲခေါင်းစဉ်တက်ပြီးတည့်ပြီးတဲ့ပွဲတွေက member ပွဲနဲ့အတူတူပါပဲဆိုတော့ဒီ club ပွဲတွေပြန်ဆမှာပဲပွဲတွေနည်းနည်းလေးကျွန်တော်များများလေး ွဲချုပ်ခန်းမှန်းပြလုပ်ပေးမယ်ပေါ့လေလက်ရှိမှာတော့ဒါ member ပွဲကိုပဲကျွန်တော်ပွဲချုပ်ခန်းမှန်းဆိုပြီးတော့တင်ပေးနေရဖြစ်ပါကျွန်တော် Viber ကဖုန်းနံပါတ်အစ်စ်ချိန်ထားတာဆိုတော့ကြောင့်မလို့ message အဟောင်းတွေမမြင်ရလို့တချို့နာမည်မှတ်ထားတဲ့ member တွေအာကျွန်တော်အထင်တော့နှစ်ယောက်ရှိတယ်ပေါ့နော်နာမည်မမှတ်ဖြစ်လိုက်တာဆိုတော့အဲ့နှစ်ယောက်အနေနဲ့ကျွန်တော်ကို Viber နဲ့ပြန်ပြီးဆက်သွယ်ပေးပါ hi ပြဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲ good luck ပါအဆင်ပြေပါစေကံကောင်းပါစေဗျာ